ဟေယောအလုံးပဲ sweet december လို့ပထမဆုံးသောက်ဆက်ချင်ပါတယ် december လတရက်နေ့ရဲ့မနက်ပိုင်းအထူးသတင်းများကိုပထမဆုံးလူရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel coaching pp ကြီးရှုနေတဲ့တမင်ချင်းတွေအလုံးကျေးဇူးများကြီးတင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်မနေ့ညကသတင်းတွေမတင်ဆက်လို့တမင်ချင်းတွေတိပိတာသတင်းတွေလည်းရှိမှာပါဆက်နှထောင်ပေးပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင် နဝမ်ဘာလ29ရက်နေ့တွင်မန္တလေးတိုင်းမင်းချမြို့နှင့်ပြည်သူ့စစ်ကောင်ဆောင်တီတာယုမွန်မှဘီယိုဆိုတီမြာလိပ်ပါလာတော့ကားကိုပခုတ်ခု Special Task Force ပခုတ်ခုမြို့နှင့်တရင်တီမှရေဘော်ဒီနှင့်ရေဘော်ဒဘူဦးဆောင်သည့်အဖွဲ့ကညံဦးမင်းချန်လန်ပိုင်တနေရအရောက်တွေဂျက်ဖြစ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ထူတိုက်ခိုက်မှုအတွင်မျိုးစိုးတီ9កောင်ပွေချင်းပြီးခွေးတွေဝတ်တွေတိုက်ဆုံးကတနက်3လက်တင်းစီရရှိခဲ့ကြောင်းသိရှိရပါသည်။ ထူတိတ်ခိမှုပြုတ်လောက်ပြီးနောက်တော်လှန်ရေးတပ်ဖွဲ့များအထူးအခိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကားပေါ်မှာပြုတ်ဆိုချီငါးကုံလေးပါလာပြီးမှငါးကောင်စလုံးခွေးတီဝတ်တီတေဆုံးသွားတာဖြစ်ပါတယ်။ကောင်လေးတဲ့ the dean of the dean နိုဝင်ဘာလနဲ့စကွန်နေရက်နေ့တွေစကိုင်းတိုင်းဆွေဘူးမြို့တောင်ဖက်မုတ်ဖက်မှထွက်လာသောအင်အားစီစီကြိုပါစစ်တစစ်ကြောင်းကိုတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများကကြက်ဖြတ်တိုက်ခိုက်ကြောင်းသိရှိရပါတယ်။ ထူတိတ်ခိတ်မှုအတွင်းအချမ်ပစ်စစ်ကောင်စီစစ်ခွေးဖက်မှနစီကောင်တို့ခွေးတေဝတ်တီတီဆုံခေပီလန်ဒခီယမ်ယလေတင်းစီယာရှိခိချောင်တီစီယာပါတယ်သူပင်တိုက်ပွဲဖြစ်ပွားပြီးနောက်တော်လှန်ရေးရေးပုံများကနေမီစင်းကြီးရေပြုတ်လုစင်စစ်ခွေးအလောင်းများလေးတင်းစီရရှိခဲ့ကြောင်းဆွေဘူးမြုပ်နေလက်စီမုန်တိုင်းပြုတ်ချက်တပွေမှတရင်ထုတ်ပြန်ထားပါတယ်။ Gong late the din of the din နိုဝင်ဘာလ29ရက်နေ့တွင်ရမ်ပီနေရွာငါမြို့နယ်အတွင်ပြည်သူများအပေါ်ရက်ဆက်ရုံမှမှုများစွာကျူးလွန်ခဲ့သောမြို့ဆိုတီခေါင်းဆောင်ဝင်းမင်းနှင့်လကောင်းလက်အောက်ခံမြို့ဆိုတီတကောင်လိပ်ပါလာသောအင်းစီကာကိုပိခတ်တိုက်ခိုက်ရာနှကောင်လုံးပွေးချင်းပြီးခွေတေဝတ်တေတီဆုံးခဲ့ကြောင်း DSNDA မှတရင်ထုတ်ပြန်ထားပါသည်တနက်တလက်လေတင်းစီရရှိထားတယ်လို့သိရှိရပါသည် ကောင်းလေတဲ့တတင်းတော့တတင်းစစ်တပ်ပြန်ဝီလာတဲ့မူကုံမြုံနဲ့မူမိတ်မြုပ်တွေရဲ့မြုပ်ပင်နေရာတွေမှာနိုဝင်ဘာ30ရက်နေ့ညမှာတိတ်ပွေးတွေအပင်းနထံဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။မလေးတိုင်းမူကုံမြုပ်ကို TNL အကအကွေနဲ့နိုဝင်ဘာလ29ညနေပိုင်းမှာဝီလာတဲ့စစ်တပ်ဟာနိုဝင်ဘာ30ရက်နေ့မှာတော်လှန်ရေးတပ်တွေတက်ဆွေးထားတဲ့မြုပ်အပင်းနေရာတွေကိုပါဒူးလာလို့ PDF ပူပေါင်းတက်တွေကတိတ်ခိတ်နေပြီးတိတ်ပွေပင်းထန်နေတယ်လို့စီရေးတည်င်းချင်းမိလေးဦးကပြောပါတယ်။မြန်နေ9နာရီလောက်ကစဖြစ်တာမူမိတ်ဖက်သွားတဲ့ဖက်မှာချနေတာလို့ကြားတယ်လို့ဒေတာခန်တူကပြောပါတယ်။တိတ်ပွေးတွေဟာမြို့အပြင်အနောက်ဘက်ပိုင်းမှာဖြစ်နေပြီးနိုဝင်ဘာ30ညရှိနိုင်ခွဲအထိတိတ်ပွေးဆက်ဖြစ်နေတယ်လို့စီရေးတည်င်းချင်းမိတွေကပြောပါတယ်။ စစ်တကမူကုံမြုပ်ကိုနိုဝင်ဘာလ29ရက်ညနေမှာစစ်တကစစ်ကားတွေနဲ့ဝင်လာတာပါပီတူစစ်တင်တန်းစင်စစ်သားတွေအများဆုံးပါပြီးအင်အားတထောင်ခန့်ရှိတယ်လို့စစ်ရေးတရင်ကြီးမိကပြောပါတယ်နိုဝင်ဘာလ30ရက်နေ့မနက်အထိမြုပ်ထဲမှာအင်အားအများအပြားတွေ့ရပြီး TNLA ရေတပ်ဖွဲ့ဝင်တွေနဲ့တွေ့လျက်တွေ့တာလို့ဒေတာခန့်တွေကပြောပါတယ် မြုပ်သေးတီမဟုတ်ပေ PDF တွေဆုတ်ထားတဲ့နေရာအထိဝင်လာတာလို့ပြောတယ်။တိတ်ပွေးကဖြစ်မှာတိတဲ့ထင်တဲ့အတိုင်းဖြစ်ပြီးလို့ဒေတာခန်ကပြောပါတယ်။မူကုတ်တိတ်ပွေးနဲ့ပတ်သက်ပြီးဒေတာတွင် PDF တစ်ဖွဲ့အချုပ်စီကိုဆက်တွေ့မင်းမြန်ရာစီရေးတဲ့ရင်တွေလက်တလို့ပြောလို့မရဘူးလို့အတိပေးပါတယ်။အစီအဝေးဆုံးဖြတ်ချက်အရာမီဒီယာဖြစ်ချမှုတွေဒါမင်ထားလို့တိတ်ပွေးတည်နဲ့တိတ်ပွေးအကြောင်းတွေတော့ လောလောဆယ်ဘာမှပြောပြလို့မရပဲအချင်းတိုင်ရင်တရင်ထုတ်ပြမယ်လို့ PDF တစ်ဖွဲ့တစ်ခုတာဝန်ရှိသူတဦးကပြောပါတယ်အလားတူရှမ်ပီနေမြို့ပိုင်းမူးမိတ်မြို့မှာလေကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်နဲ့စစ်တပ်နိုဝင်ဘာ30ရက်ညပိုင်းမှာတိုက်ပွဲပင်းထန်နေကြောင်းကချင် CA တရင်ရင်မိကပြောပါရယ်အခုတည်းရတလောက်တော်ဒီညနေပိုင်း6နာရီ50ဝန်းကျင်မှာမူးမိတ်မြို့ကနေ TNLA တပ်ဖွဲ့တွေ ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်တွေစီနာရီလောက်မှာမူမိတ်မြုပ်ထဲကိုဝင်လာတဲ့အချိန်မှာမြို့အပင်အနီးတဝိုက်မှာရှိနေတဲ့ KIA နဲ့ PDF ဘူပေါင်းတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီနဲ့တိုက်ပွဲတွေပြန်လည်စတင်နေပြီလို့ကြားသိရတယ်။အခုကြားသိရတာကမူမိတ်မြုပ်ပြီးမှ KIA တပ်ရင်း34နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်တာစီနာရီ15ဝန်းကျင်ကစတာ။ မူကောအနောက်ဖက်ချမှာတော့ PDF နဲ့နီးစက်တဲ့မိတ်ဆွေတဦးကတိတ်ပွေးဖြစ်နေပြီလို့ပြောတယ်ဟုကချင်တရင်ရင်မိကပြောပါတယ်တိတ်ပွေးတွေဖြစ်ပွားနေတာကြောင့်စစ်တပ်တိတ်လေရင်တချို့မူကောနဲ့မူမိတ်ဖက်ကို UTP ပြန်တန်းနေတယ်လို့လေလေချန်းအတိပေးချက်တွေရှိနေပါတယ်မူမိတ်မြို့နယ်ကိုစစ်ကောင်စီပြန်ထင်းချုပ်ဖို့ဂျူးဆာလာတာကို KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မဟာလေလက်အောက်ခံတရင်34နဲ့ PDF တတွေပူပေါင်းခုခံတွားလိမ့်မယ်လို့ကချင်စီရဲ့တရင်ကြီးမိကပြောပါတယ်ရှမ်းမြို့မှာ KIA နဲ့စကားဆတိုက်ပွဲပြန်ဆပြီးဆိုတော့ KIA ထင်းချုပ်ထားတဲ့နံဖက်ကနဲ့မဘင်းမြို့ကိုစကားဆဖက်ကလေကြောင်း PRP တိုက်ခိတ်လာနိုင်တာမို့အလုံးတတိပြုတ်နေထိုင်ချက်ဖို့လေတိတ်တွင်းလူပါတယ်လို့ကချင်စီရဲ့တရင်ချင်းမိကပြောပါတယ်ရှမ်းပြည်နယ်မြို့ပိုင်းမှာရှိတဲ့တုံငင်ချင်းတွေလေကြောင်းတိုက်ထားချက်ပါ မူကုန်နဲ့မူမိတ်ကတော့ကျွန်တော်တို့ရေးပေါ်တွေကစုံနေပြီဖြစ်ပါတယ်။ TNLA တွေအမြန်ဆုံးမင်းတို့မူမိတ်နဲ့မူကုတ်ကနဲ့အမြန်ဆုံးထွက်ခွာကြပါ။မဟုတ်ရင်မင်းတို့ပါပါသွားလိမ့်မယ်။မူကုန်နဲ့မူမိတ်မြောက်ကိုဒီတိုင်းပြေးလို့မရဘူး။တကယ်ကိုချပါ။ B2C အင်္ဂါတထောင်လောက်ကတော့တာတာလေးပဲ။လေကြောင်းမေတ္တော်အကူမှာမြောက်ခံအများစုကထွက်ပြေးနေကြပြီဆိုတော့ကျန်တဲ့မြောက်ခံအများစုကတော့စစ်ခွေထောက်ခံတဲ့ B2 တွေပဲကျန်မှာ။ပွဲကတော့လှတော့မှာဖြစ်ပါတယ်။ gongli day the din of the din မကွေတိုင်းရေချုံမြုပ်နေမှာငါးရက်အတွင်းစစ်ကောင်စီတပ်နဲ့တိုက်ပွဲတုံးကျင်ဖြစ်ပွားပြီးစစ်ကောင်စီစစ်ကြောင်းမှုဘူချီမင်းတေဇာအပါအဝင်တုံးကောင်ခွေတေဝတ်တီတီဆုံကြောင်းယေစုပါကဖာဖွေကပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်မနက်ပိုင်းကယေရှုမြို့နယ်ခလာယ256ခလာယ259ခလာယ258တဲ့ရင်ကထွက်လာတဲ့ အင်အားတရာကျော်ပါစစ်ကြောင်းဟာရွာတိကျေးရွာနဲ့ထန်းစီပင်ကျေးရွာကြားအရောက်မှာပြည်သူကကွေရေးရေးဘော်တွေနဲ့အချိန်ခဏကြီးခန့်ကြာတိတ်ပွေးပင်ထန်ခဲ့တယ်လို့ရေးချူပကပကပြောပါတယ်အဲ့ဒီတိတ်ပွေးမှာစစ်ကောင်စီစစ်ခွဲဘက်ကစစ်ကြောင်းပေါ်ဘူးကြီးမင်းတေဇာအပါဝီနှကောင်ခွေတေဝတ်တေတေဆုံးပြီးငါကောင်ထိခိတ်တန်ရရရှိခဲ့တယ်လို့ရေစကျူပကပအဖွဲ့ကပြောပါတယ်ဒုတိယတိတ်ပွေးမှာစစ်ကောင်စီစစ်ခွဲဘက်ကတကောင်တေဆုံးပြီး တကောင်ကပြင်းထန်တန်ရရရှိခဲ့တယ်လို့သိရှိရပါတယ်။ကောင်လေးတဲ့တတင်းတော့တင်းတတိဒီပါရှိလာသည့်ဗမုံမြုပ်တိမ့်တိတ်ပွဲတွေနေမင်ဖြတ်နေရယူလာသည့်စစ်ကောင်စီတပ်များအထိနာနေပြီးနှုတ်ဆုံနေရကြောင်းသိရှိရပါတယ်။တိတ်ပွေးပင်းထန်နေသည့်လေးမိုင်ဖက်ဖက်နေရွေမြုပ်အတွင်ပြန်လေဆုတ်ခွာလာသည့်စစ်ကောင်စီ၏ခမရ320စစ်ကြောင်းတိုက်ခိုက်ခံရပြီးတေဆုံဒဏ်ရာရသူများရှိခဲ့ကြောင်းသိရှိရပါတယ်။ PKD November 25ရက်နေ့ကဘူချီအောင်ကူကူဦးဆောင်သည့်စစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA က drop bomb ချရွေးတိုက်ခိုက်ခဲ့ရာအချမ်းပစစ်ကောင်စီစစ်ခွေးဖက်မှစီကောင်ကျော်ခွေးတီဝတ်တီတီဆုံးပြီးထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်းသိရှိရပါတယ်။မြို့ပင်ကန်းထက်ပြန်ဆောက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးဒေတာများတဲ့ပြောပါတယ်။ drop bomb ချတိုက်တယ်လို့သိရပါတယ်ဟုကချင်စီရဲ့တရင်ရင်ကပြောပါတယ်။ စစ်ကောင်စီကနတ်ဖိုင်နဲ့ဝတ်ကုန်းနေမီများအထိတက်ဖြတ်လာတော်လေလေးမိုင်ဖက်အချံတိတ်ပွေးမှစစ်ကြောင်းများသုံးမိုင်အထိပြန်လေဆုတ်ခွာနေရကြောင်းတရင်းကြီးများထံမှသိရှိရပါတယ်ခွေးတေဝတ်တေတေခွေးပီဝတ်ပီပီစစ်ကြောင်းတွေလည်းပြတ်သွားတာဖြစ်ပါတယ်ခေါင်းလေးတေတတိနောက်တဲ့မြန်မာနိုင်ငံအပါအဝင်ပါကစ္စတန်အာဖဂန်နစ္စတန်နိုင်ငံတို့တွေဖွင့်ထားတော့ ဖင်လန်တန်ယုံမြောက်ကိုနိုင်ငံရဲ့အခြေအနေအကန့်အသတ်များကြောင့်တထောင်နဆချုပ်ကုန်တီအတွင်ပိတ်တင်းရန်ပင်စင်မှုများလောက်ဆောင်နေကြောင်းဖင်လန်နိုင်ငံချဲ့ရေးဝန်ကြီးဌာနကယမနေ့တွင်ထုတ်ပြန်ထားပါသည်ထူထောက်ပိတ်တင်းရချင်းမှာဖင်လန်နိုင်ငံ၏နိုင်ငံချဲ့ရေးနှင့်လုံခြုံရေးမူဝါဒဆိုင်ရာအကျိုးစီးပွားများနှင့်ပူကုံမြင့်တင်ရေးလုပ်ငန်းများ၏လူအချက်များကို မဟာပြောဟာကြကြထိတ်သွင်းစဉ်းစားထသည့်တုံးသက်ချက်များကြောင့်ဖြစ်ကြောင်းထုတ်ပြန်ချက်တိုင်ပေါ်ပြထားပါတယ်ဖင်လန်နိုင်ငံကအကြောင်းပြတာပဲရှိတယ်အမှန်ဆိုရင်တော့ကျွန်တော်အမည်ပြောရမယ်ဆိုရင်တော့တခြားနိုင်ငံတော့မကြည့်နဲ့မြန်မာနိုင်ငံကြီးကြရအောင်ဘီတွင်းရှစ်တွေအမြဲတမ်းဖြစ်တယ်ဖင်လန်နိုင်ငံသားတွေမြန်မာနိုင်ငံတန်ယုံမှအလောက်လောက်နေတဲ့သူတွေအတွက်လုံးဝမဆက်တီဘူးသူတို့တည်ရင်လဲစစ်ခွေးတွေကတာဝန်ယူမှာမဟုတ်ဘူးတိတ်ပွေးကဒီထက်စုဖို့ပဲကျင်တယ်တခြားနိုင်ငံတွေကလည်း စစ်ခွေခွေရွေးကုတ်ပွေးကိုမလက်ခံတဲ့အတွက်ဖင်လန်နိုင်ငံကတန်ယုံကိုဖြုတ်ချတယ်လို့ကျွန်တော်ကတော့မြင်တယ်။ဖင်လန်နိုင်ငံမှာရှိတဲ့ဘိုးမမောင်မောင်တို့တခြား၃ယောက်၄ယောက်လောက်ရှိသေးတယ်နာမည်တွေမသိဘူး။အေးကောင်တွေမြန်မာပြည်မှာပြန်မလာစောင့်ကြည့်ကြသေးတာပေါ့။သူတို့အတွက်ကတော့တည်င်းစုဖြစ်ပါတယ်။အခုတလို့ပြောင်းကြည့်နိုင်ငံရဲ့အကြောင်းတွေမပြောတော့ဘူးလို့သူပြောတယ်။ပြောလဲမပြောတော့ဘူး။ live တွေလဲတိတ်မလွတ်တော့ဘူး။နိုင်ငံရဲ့အကြောင်းလဲမပြောရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့သူတို့တွေလည်းအခြေအနေမကောင်းလို့ပေါ့ဖြစ်လာမှနေတဲ့ဘိုးမတို့ရဲ့အခြေအနေကတော့ဆုံးကြည့်ကြသေးတာပေါ့ကွာပွေးကတော့လာပြီဒီဇင်ဘာလတရက်နေ့ရမနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆွင်တော့ကျွန်တော်တို့ပထမဆုံး KNDFC ရေချောက်ခူရီတို့ပြုတ်သွားတာကိုတစ်ချက်လောက်နားစင်ကြည့်အောင်ဒါအတန်ဖူးရှိပါတယ်ကျွန်တော်တတိထားရပါခူကကျွန်တော်တို့အာနာတွေပြချောက်ဖို့မဟုတ်ဘူးမမနာတွေပြချောက်ဖို့မဟုတ်ဘူးတစ်ဖက်နဲ့တစ်ဖက်ကြားပါ ဖွဲ့တဲ့ကြားမှာကျွန်တော်လူထုကိုလက်လက်ခဲရတဲ့ပြတ်တာဖို့ယူနီဖောင်းတွေကိုပြီးတော့မှအသက်ချိဖို့မဟုတ်ဘူးဖွဲ့တဲ့ဖွဲ့ကြားမှာကျွန်တော်လူထုကိုဘယ်လောက်ထိလှုပ်ရှားပြုနိုင်မလဲစီလုံးညုံမှုကျွန်တော်တို့ဘယ်လောက်ထိရှိကြမလဲပြတ်တာရမှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့လိုပဲမှတ်ယူပါတယ်စီလုံးညုံမှုကရည်ကြီးကြောအားလုံးကြည့်ကြတယ်လူကြီးလည်းကြည့်လို့လူငယ်တွေလည်းကြည့်တယ်ကလေးတွေလည်းကြည့်တယ်သူပြေတော့ခိုင်းဆရာတော်ဝန်ထမ်းဆောင်ကြတဲ့ တောက်ဖို့တောက်မှုတွေမျိုးစစ်တဲ့လူငယ်တွေကိုကျွန်တော်တို့ကောင်းမှုတွေတင်ဖို့တွေလက်စကဘအရေးကြီးတယ်ပုဂ္ဂိုလ်ဆွဲဒေတာဆွဲနေရာဆွဲဖွဲ့စည်းဆွဲတွေကိုမျိုးစစ်တဲ့လူငယ်တွေကိုပေးဖို့တိတ်အရေးကြီးတယ်ကဲပြာမျိုးစစ်တဲ့လူငယ်တွေလည်းစောနာပြုလို့မျိုးပဲဒေတာဆွဲပုဂ္ဂိုလ်ဆွဲတွေရှိမှဆိုရှိတည်ချတယ်ကျွန်တော်တို့ဒီတော်လာရေးကလာဘယ်တော့မှပြနိုင်မှာမဟုတ်ဘူး။ဟုတ်တယ်ဗျာ။ပြနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကဘာပဲဖြစ်မလဲဆိုလို့ရှိတော့တရက်ကြီးလဲတော့လည်းကောင်းတဝက်ကြီးလဲတော့လည်းကောင်းလူထုကိုလိညာလက်စားပြီးတော့မတော်လာရေးလို့တယ်ပဲလို့ကျွန်တော်နေတဲ့အဲ့လိုဝဲခံယူတယ်ဒီရောဒီဘယ်လောက်ထိအားရှိလဲ KA ဘယ်လောက်ထိရှိလဲကလတာဘယ်လောက်ထိရှိလဲကျွန်တော်တို့ဘယ်လောက်ထိရှိလဲ KDF တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့တိကြတယ်စီးလုံးကြီးညှို့ဖို့ရေးကြီးကြောက်လဲကျွန်တော်တို့တိတယ်တို့တော့အရေးကြီးတဲ့လို့လည်းကျွန်တော်မလုပ်ကြဘူးမစီးလုံးချစ်ကြဘူး ဘာကြောင့်မစ္စည်းလုံးချေကြလဲဒီဖွဲ့တဲ့ဒီဖွဲ့ပဲဒီလူနဲ့ဒီလူပဲတော့ရေးကြည့်တဲ့ကာလရောက်ပြီကျွန်တော်တို့စီလုံးကြီးညှို့မှုကိုရှေ့သားတည်ရမှာဖြစ်တယ်လက်ရှိကျွန်တော်တို့ကရီပြည်မှာရှေ့ပြပြီးတော့မစိကောက်စီကိုတိုက်နေတာတစ်ဖွဲ့နဲ့တော့တိုက်လို့မရအောင်အားလုံးတိရတယ် KDF တစ်ဖွဲ့ထဲနဲ့ကျွန်တော်တိုက်လို့မလာဘူးကျွန်တော်တိရတယ်ကလတ္တတစ်ဖွဲ့ထဲနဲ့တိုက်လို့မရအောင်လူတိုင်းတိရတယ် K တစ်ဖွဲ့ထဲနဲ့တိုက်လို့မရအောင်လူထုအားလုံးတိရတယ်တော့ကျွန်တော်တို့တိနေတဲ့အရာကကျွန်တော်တို့ဘာလိုအပ်လဲကျွန်တော်တို့တိနေပြီပဲ တို့တော့ဘာကြောင့်ကျွန်တော်တို့မကြော်လွားနိုင်လဲအဲ့ဒီခက်ခဲတွေစီလုံးညှို့မှုတွေရောက်ဖို့အတွက်ကျွန်တော်တို့တက်ကဘာဟာတာတွေဖြစ်နေလဲဟုတ်တယ်ဒီကြီးဆုံးအချက်ကအယူဝါဒတွေကပို့ကိုဆွဲတယ်ဒီတောက်ဆွဲတယ်ဒီမျိုးဆွဲတယ်အကြောင်းလို့ကျွန်တော်တို့တွေကဒီနေ့ဒီချိန်မှာမစည်းလုံးနိုင်ဘူးဖြစ်နေတယ်။ဟုတ်မနေ့ကတည်းကရှေ့လာမဲ့လာကမှာကျွန်တော်တို့တွေကရတူတွေနဲ့ရင်ဆိုင်တဲ့ချိန်မှာဒီထက်ပုံပြီးတော့မှရတူကိုနိုင်ပိုင်းနိုင်ဖို့ရတူကိုချိန်မုံးနိုင်ဖို့ကိုယ့်ရဲ့လူထုကိုကိုယ်ကဖွဲ့နိုင်ဖို့ကျွန်တော်တို့စည်းလုံးရမှာဖြစ်တယ်။မျိုးဆက်တိတွေကို ်ပုဂ္ဂိုလ်ဆွဲဒီတော့ဆွဲယူဝါဒဆွဲတဲ့နေရာဝင်ထားထားမယ်ဆိုလို့ရှိတော့ဖြေချပါတယ်ဘယ်သူမှမနေနိုင်တော့ခပြားတို့ကျွန်တော်တို့လက်နဲ့ကြိုက်တဲ့လူတွေမနေနိုင်တော့လူထုပဲနေနိုင်တယ်လူထုမှအိုးအေးစုဖာရတယ်သူရဲ့ရက်ရွာတွေသူရဲ့အိုးအေးတွေစိတ်ကောက်စီမိချွချင်းခါရတယ်ကျွန်တော်တို့တွေ့နေရတယ်မြင်နေရတယ်ဒါအားလုံးရဲ့လက်ထက်မှာရှိတယ်သူတို့ကောက်ခွဲလိုက်ဖို့ဆိုတော့လူထုနေတဲ့လဲဒီမှာရှိတဲ့တိုင်းရလက်လက်ကြိုက်ဖွဲ့တွေကိုကြောက်နေကြမလို့ ကျွန်တော်တို့လက်ထဲမှာတနက်ကြိုက်ထားတဲ့တော်လာရေးဖက်စီတွေကလူထုကိုကြောက်ရမှာဖြစ်တယ်ကျွန်တော်ဒီအမရကလူထုတဲ့အလို့ကျွေးပြပါတယ်ဆိုတော့အဖွဲ့အစည်းမှာကတဲ့ဆိုရှင်ကျွန်တော်လူထုကိုကြောက်ရမယ်။ဘာကိုကြောက်ရမလဲလူထုကိုနှိမ်စားမှာကိုကျွန်တော်ကြောက်ရမှာ။လူထုကိုညှဉ်းဆဲမှာကိုကျွန်တော်ရှက်ရမှာ။လူထုပေါ်တစ်ဆော့ဖောက်မှာကိုကျွန်တော်တို့ရှက်ရမှာဖြစ်တယ်။တိုက်တပ်ဖွဲ့တွေတိတ်ရင်ကြည့်တယ်။ရှစ်သားသွားလို့ရှိရင်တော့ပြည့်ပြည့်စေးပါ။နောက်သားမှနေတဲ့ချိန်ကျွန်တော်တို့ယူနီဖောင်းတကားကားဖို့ဆိုတော့ တဏ္ဍကကလူထုကြားထဲမှာသွားဆောင်လို့ခပြတော့ကျွန်တော်တို့ကလူထုကိုတကယ်ယုံကြည်ကျွန်တော်တို့ကလူထုနဲ့တူရက်တူဖွဲ့လို့လေတော်လာရဲ့တမမလူထုကိုမိပါစီဝိုင်းရဲ့ပုံကိုယ်တွေကိုမိနဲ့လူချမ်းသာတွေကိုမိနဲ့လူထုလဲလူထုလို့ပြောတဲ့နေရာမှာလဲချော်ခုတဲ့လူထုတွေမပါဘူးကျွန်တော်မြဲတော့ပြောတယ်ကျွန်တော်ဖြေတဲ့တာရည်ထဲတွေသွားပြီးတော့မှစီဝေးလုံးတဲ့ချိန်ဒီတော်လာရဲ့ကိုတိဆာရှိရှိနောက်ဆုံးလူထုကိုတိဆာရှိရှိကောက်ွယ်မဲ့လူဒီနေကိုကောက်ွယ်မဲ့လူ ရဲဘော်တွေညှက်မှာဆေးရတဲ့နဲ့ပြီးပြညာမတတဲ့လူတွေပဲကြာဖြစ်နေမယ်ခပြဲတို့ကြိုက်တာမောင်းလို့ရတယ်ခပြဲတို့ကြိုက်တာပြောလို့ရတယ်လေးနေတာကျော်ငါးနေတာကလတ်တော့ပြေပါကျွန်တော်တို့ခင်ဒီအထက်မှာကြီးလိုက်တစ္ဆာကြီးတောက်ထားတယ်တစ္ဆာကြီးဆူထားတဲ့လူတွေဇီဝရေးလိုက်ဘူးကိုကြပြီချိုးလူတွေနိုင်ငံချထွက်ကြပြီနိုင်ငံချထွက်ပြီးတော့ကိုလူရုံးတဲ့လူတွေပြည်သူတော်ရှိဘူးဒီပြည်ထဲမှာစစ်ကောင်စီရှိနေသေးသေးခပြဲတို့မိသားစုတွေခပြဲတို့ ညီကောင်မတွေမြေတစ်ချိတ်ချောက်ခါရတယ်ဆိုတော့ကိစ္စလည်းကျွန်တော်နားလည်ရမှာဖြစ်တယ်။အဲ့ဒီတွေ့ကြုံလို့ဒီအာသာရှိပြုတ်ကျရေးအတွက်ကျွန်တော်တို့ခုလက်ရှိတနက်ကြိုက်ထားတဲ့မျိုးဆက်တဲ့လူငယ်တွေနောက်ဆုံးကျွန်တော်လက်ထဲမှာပဲအဆုံးတတ်ဖို့လိုအပ်တယ်။ကျွန်တော်တို့လာမယ့်အလကမျိုးဆက်တဲ့တွေဆက်ပြီးတော့တနက်မကြိုက်နိုင်မကြိုက်ရရေးတိုက်ခွင့်ဆက်မှုရေး ကျွန်တော်တို့ဒီလက်ထဲမှာကျွန်တော်လက်ထဲမှာစိုးတောက်ဖို့လိုကြောင်းကျွန်တော်နေတဲ့ပြောချင်ရင်ဒီကိုချုပ်ပါတယ်ကျေးဇူးတင်ပါတယ်တန်ဖူးရှိတယ်နော်ပြောတော့တာတွေဒါမှန်တယ်စီယုံဖူးလို့တဲ့အခုချိန်မှာဘေးနေရမစွကွေးကြပါတယ်တနိုင်ငယ်လုံးကချင်ကရကချင်ချင်းမွန်ဘမအကုန်လုံးကွေးကြတာပဲဒါပေမဲ့နေနေပါပါပဲကွေးကြတယ်အခုချိန်မှာသဘောထားချင်းမတူတဲ့တော်လှန်ရေးရေးဘော်တွေကိုလည်းစူးစီးပေးကြပါလို့ဒီကနေ့ပြောဆိုချင်ပါတယ်ဒီစခွေတွေနိုင်လို့ဆိုမင်းတို့ကွင်းကွင်းချက်ချက်ပြဿနာရှိဘူး ီစစ်ခွဲတွေကိုနိုင်ဖူးပေးလူတယ်ကျေပြုတ်ပြီးတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်တို့ရေးဖို့တွေစုစည်းကြပါတော့လို့ဒီကနေ့ပြောဆိုချင်ပါတယ် data ဆိုရင် .note video ရေးဖို့ထူးချိုပြောသွားတာကိုချက်လောက်ဒါစင်ကြည့်အောင်တနက်ကန်လမ်းစဉ်တွေးချေထားကြတဲ့ဒေါ်လာရေးလုံနေကြတဲ့ကျွန်တော်တို့ရဲ့ဒီကိုမောင်နှမပြောချင်တာကတော့ပူမူနားလေအောင်လို့လေ့လာချဖို့ကျွန်တော်ကတော့ကြံပေးချင်ပါတယ်ကျွန်တော်တို့အခုလက်ရှိဒေါ်လာနေတဲ့နိုင်ငံတော်အစ် စစ်တပ်ဖြစ်ပါတယ်ခင်ဗျအဲ့တော့စစ်တပ်ဟာစစ်တပ်လို့မနေထိုင်လို့စစ်သားဟာစစ်သားလို့မနေထိုင်ကြလို့ကျွန်တော်တို့ပြည်သူတွေဟာလက်နက်ကင်လမ်းစဉ်ကိုတွေးချပြီးတော့တော်လန်ရေးလုပ်နေကြတာဖြစ်ပါအဲ့တော့နိုင်ငံတော်အဆင့်ရှိတဲ့စစ်တပ်နဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာသူတို့နဲ့ရင်ပေါင်းတန်းနိုင်ဖို့လိုအပ်ပါတယ်အဲ့ဒီတော့အဲ့ဒီရင်ပေါင်းတန်းနိုင်ဖို့ဆိုရင်ကျွန်တော်တို့ဟာလေစစ်သားတယောက်ဖြစ်နေဖို့လိုအပ်ပါတယ် စစ်သားတယောက်ဖြစ်ပြီဆိုရင်လေမိတ်နာခံတက်ဖို့လိုအပ်ပါတယ်ခင်ဗျာမိတ်ဆိုတာကတော့ကျွန်တော်တို့မှန်ကန်သောတိကျပြတ်သားသောတရားမျှတသောအမိန့်တွေကိုဆိုခြင်းဖြစ်ပါတယ်။ဟိုကြာစကလုံးကမမစကားကအကက်ပြောမှဆိုလို့ပါ။အဲ့တော့ကျွန်တော်တို့ကစစ်သားတယောက်လိုနေထိုင်ဖို့လိုအပ်ပါတယ်။အာငါတို့ကတော်လိုင်းရေးလုပ်ဖို့လာတာစစ်သားလုပ်ဖို့လာတာပေါ့ကူးလို့ခံယူနေတဲ့ွေ့အများတို့စစ်သားတယောက်မဖြစ်တဲ့ွေ့ဘယ်တော့မှစီလုံးခြင်းတွေ့ မိတ်နာခံခြင်းတွေရှိလာမှာမဟုတ်ပါဘူးအဲ့တော့ဆိုကြပါစို့ကျွန်တော်တို့ဒီမှာအင်အားငါးသိန်းရှိတဲ့စစ်တပ်ကိုရင်မောင်းတန်းနိုင်ဖို့ဒီဘက်ကလည်းအင်အားငါးသိန်းရှိတဲ့စစ်တပ်ဖြစ်နေဖို့လိုအပ်တယ်ဥပမာပြောတာနော်အဲ့တော့ဒီဘက်ကစီကံမဲ့နေတဲ့စစ်တပ်ကိုနိုင်ရင်လည်းဆိုရင်ဒီဘက်ကစီကံရှိတဲ့စစ်တပ်ဖြစ်ဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့လိုစီကံရှိတဲ့စစ်တပ်ဖြစ်ဖို့ဆိုရင်လေတသွေးတသံတမိတ်ပေးလို့ရတဲ့ ပြည်သူတက်မတော်တရက်ပေါ်ထွက်လာဖို့လိုအပ်ပါတယ်ခင်ဗျာအဲ့လိုပေါ်ထွက်လာဖို့ဆိုရင်တို့လူကတိုင်းရင်တက်ဖွဲ့တွေပကဖတွေပီရီယက်တွေပေါ့နော်ຫນွေဥဒေါ်လာကြီးမှာပေါ်ပေါက်လာခဲ့တဲ့တို့လူငယ်တွေအားလုံးပေါင်းစည်းထားတဲ့ပြည်သူတက်မတော်တရက်တသွေးတတန်တမိန်နဲ့ပေးလို့ရမယ်တက်မတော်နော်ပြည်သူတက်မတော်အဲ့လိုဖြစ်ပြီးဆိုမှအခုခင်ဗျားတို့ကျွန်တော်တို့လက်တွဲနေတဲ့တိုင်းရင်းသားလက်လက်ကိုက်နေတဲ့ရေမောင်တန်းပြီးတော့စကားပြောတို့ရမှာဖြစ်ပါတယ် အဲ့ဒါမှကျွန်တော်တို့လိုချင်တဲ့ဖရွယ်ကိုလည်း level တန်းညီပြီးတော့ပြောလို့ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ဒေါ်လာရေးလုပ်နေတဲ့ကျွန်တော်တို့ရဲ့ ecosystem တွေဟာမကဖားတွေ PDF တွေလိုကယ်တိုင်းရင်းတဲ့ဖွဲ့တွေမဟာဖွဲ့ညာဖွဲ့တွေ꿰ပြားနေတဲ့အတွက်တိုင်းရင်းသားလက်နက်ကိုင်တွေကလည်းအများတို့အပေါ်ကိုဒေစာမှုနေတာဖြစ်ပါတယ်ယုံကြည်မှုနေတာဖြစ်ပါတယ်ဒါဟာသူတို့ကိုကြည့်ပြပုံချလို့မရပါဘူးအဲ့တော့ကျွန်တော်တို့ဤသူတက်မတော်တရက်ဉာဏ်ဆုံးပေါ်ထွက်လာဖို့ လိုအပ်နေဖြစ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့မင်းကပကဖမှုမင်းကပလဖမှုမင်းကပီရက်မှုဒိုကေတရင်တက်ဖွဲ့မှုအခြားသောတရင်တက်ဖွဲ့ကမှုဆိုတဲ့သူတလူငါတမင်းနဲ့ကိုယ်ဖွဲ့ကိုအမိန်ပေးသူ့ဖွဲ့သူ့အမိန်ပေးဆိုတဲ့စနစ်နဲ့သာရှေ့ဆက်ပြီးသွားမယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာကြီးဟာကြောက်ကြားစနစ်ပဲရပါလိမ့်မယ်နောက်နောက်မြို့သိန်းတွေစခန်းသိန်းတွေပြုလုပ်ဖို့ဆိုတာတသွေးတတန်တမိန်နဲ့သွားမှအောင်မြင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ ခုလက်ရှိတိုက်ပွဲဝင်နေတဲ့ညီတော်မဟာမိတ်တွေဖြစ်တဲ့တိုင်းဒေသနဲ့ကန်ဒီနဲ့ရင်မောင်တန်းပြီးတော့စကားပြောနိုင်ဖို့နောက်ပြီးတော့ကျွန်တော်တို့ရဲ့ရန်သူဖြစ်တဲ့အာနာရှင်စစ်တပ်နဲ့ရင်မောင်တန်းပြီးတော့တိုက်ပွဲဝင်နိုင်ဖို့အတွက်ပြည်သူတပ်မတော်တရက်အများဆုံးပေါင်းစည်းပြီးတော့ပေါ်ထွက်ဖို့လိုအပ်လာပြီလို့ပြောချင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ပြည်သူလူငါတမိုင်းနဲ့ရှေ့ဆက်သွားမယ်ဆိုရင်တော့တိုင်းဒေသနဲ့ကန်ဒီကလည်းကျွန်တော်တို့အပေါ်ကိုဖေးစားမှုယုံကြည်မှုတွေပို့ပို့ပြီးတော့လဲပါလာပါလိမ့်မယ်အဲ့ဒီရဲ့အကျိုးဆက်ဟာ ျွန်တော်တို့ဒေါ်လာရေးအတွက်လည်းမကောင်းသလိုပိုင်းရင်းသားလက်နက်ကိုင်တွေအတွက်လည်းကောင်းလာမှာမဟုတ်ပါဘူးအဲ့တော့အများဆုံးပဲပြည်သူတက်မလို့တရက်ပေါ်ထွက်လာဖို့စူးစမ်းကြဖို့ကျွန်တော်ကကြံပေးခြင်းဖြစ်ပါတယ်ကျွန်တော်ပြောနေကြတဲ့ကားလေးနဲ့ဆုံးသက်ပါမယ်စစ်သားဟာစစ်သားလိုမနေထိုင်ရွေ့ဘယ်တော့မှဒေါ်လာရေးကြီးမပြီးဘူးမှဟုတ်တယ်နော်ပြောတော့တာမှန်တယ်ကျွန်တော်အမြင်ပြောရမယ်ဆိုတော့အခုကျွန်တော်တို့ဒေါ်လာရေးမှာရေးဖို့တွေအားလုံးကို one comment out မှာစူးစီးနိုင်တဲ့ ခေါင်းဆောင်ကောင်းတယောက်လူနေတယ်အဲ့ဒီလူတယောက်ကအပြုံမဟုတ်ပေနဲ့အလောက်နဲ့တက်တေပြတဲ့ခေါင်းဆောင်ကောင်းပေါ့မိပင်မာလဲရေးပေါ်တွေပါလောက်တာလေဆိုတာကိုတီတီချာချာစစ်စေးနိုင်တဲ့ခေါင်းဆောင်ကောင်းမျိုးပေါ့ကွာအဲ့လိုမျိုးခေါင်းဆောင်ကောင်းရမှကျွန်တော်တို့အမြင်ဆုံးတော်လှန်ရေးပြီးမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်တော့ရေးပေါ်တွေလည်းတပုတ်ပုတ်ကြပြီတဖြည်းဖြည်းချင်းစုစည်းလာကြပြီကြည့်ရဆိုရင်တော့ဗီဒီယိုဘိုးမနေဝင်းမီလို့ပြောကြတာပဲနာမည်တော့မသိဘူးတစ်ချက်လုံးနားဆင်ကြည့်အောင် အော်ဒေါ်လာရေးရတယ်အချိန်ကုန်သွားပါပြီမိစားကုန်သွားပါပြီသူ့ရဲ့ဖြစ်ပေါ်လာပြီမြဲအကြောင်းတရားတွေအခုတွေကိုနားထောင်ကြည့်ကုန်သွားပြီအကြောင်းတရားကုန်တဲ့အကြောင်းမလို့အကျိုးတရားကုန်တာပေါ့အကြောင်းတရားတွေကဘာလဲဘာလို့ဒေါ်လာရေးတွေလုံနိုင်တာလဲဒါမီဒီယာအင်အားနဲ့ Facebook တို့ Twitter တို့ကနေပြီးတော့အင်းနဲ့အားနဲ့ဘာသာဖြစ်နေတဲ့အကြောင်းပြည်သူလူတွေကနားယောင်နေဒါတွေကဘာလို့ဟာတမရတော်ရန်ထရန်ကကြောင်းမြန်လာလိုက်တဲ့အကြောင်းမလို့ Facebook Twitter တခြားဟာ social media တွေကလည်းဒီဟာတွေအားပေးလို့မရတော့ဘူးအဲ့တော့ fair ဖြစ်ဖြစ်ပဲသွားရတော့တယ် နောက်ထပ်အကြောင်းတရားတစ်ခုကတော်လန်ရေးအတွက်ကိုထောက်ပံ့နေကြတဲ့လူတွေကနေထိုင်ပြဿနာအမေရိကန်မှာနေထိုင်ပြဿနာအရင်အရေးကြီးနေတယ်ဒါကြောင့်မလို့မြေမြမှာရှိတဲ့သူတွေထောက်ပံ့မှုဆိုအဝေးကိုကိုတိုင်းတော့မှအမေရိကန်နေဘယ်နေထောက်ခွာရမလဲဒီနိုင်ငံပြေးရမလဲစဉ်းစားနေလို့ကြောင်းမလို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီတော်လန်ရေးဆိုတဲ့ဟာတွေကိုထောက်ပံ့မှုဆိုတာကဖြစ်နေမှရှိတော့နောက်ထပ်အကြောင်းတရားတစ်ခုဒါမြန်မာနိုင်ငံလက်ရှိအနေအထားတစ်ခုမှာလည်းတရုတ်ရဲ့ကန္နာတရုတ်ကန္နာတရုတ်ကကုန်းစုကုန်းသွယ်ရေးကိုအမတန်မှပြန်လည်လုပ်ချင်နေပြီဒါကြောင့်မလို့ရှမ်းမြောက်ကလူတွေအကုန်လုံးကိုမင်းတို့နောက်ဆုတ်ဆုတ်ဆုတ်ဆိုပြီးဆုတ်ခိုင်းနေပြီ လက်ရှိတက်မတော်ရဲ့ပဂရိအခြေအနေရအာနာရရှိထားမှုနဲ့ရွေးကောက်ပွဲပြုလုပ်မှုပေါ့အတိမတ်ပြုတယ်တရုတ်ကောအမေရိကောအဲ့တော့တရုတ်ကောအမေရိကောအတိမတ်ပြုတဲ့အခြေအနေတစ်ခုမှာကျန်တဲ့အဖွဲ့အစည်းတစ်ခုကဝင်ရောက်ပြီးတော့အစားထိုးဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဒီဒေါ်လာရေးကိုမီးစာထိုးပေးနေတဲ့ဆိုရှယ်မီဒီယာကဏ္ဍတွေနိုင်ငံကြီးတွေအတန်ရေးတမန်ရေးကဏ္ဍတွေနောက်ပြီးပြည်ပရောက်လူတွေရဲ့အခန်းကဏ္ဍတွေဟာဒါလုံးဝဟိုသူတို့ပြောနေတဲ့ဇေဥဒေါ်လာရေးဆိုတာကြီးကိုအိမ်မက်ကြီးကို support ပေးနိုင်တဲ့မီးစာတွေဟာကုန်ဆန်းသွားတယ်ကျွန်တော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့က ပထမသဘောနဲ့ပြောမှဆိုရင်တော့အရှိန်နေကုန်ပြီသူ့ကိုအထောက်ပံ့ပေးနေဥပဒေပြပစ္စည်းတွေမရှိတော့တဲ့အခါမှာလုံးဝပြက်ပြဲသွားပါပြီ What ဒီဘိုးမထုတ်ခံတဲ့ပြည်သူတွေထဲမှာလည်းဒီကောင်ကအလိမ်မာဆုံးလို့တတ်မှတ်တဲ့လူတယောက်ပါတယ်ပုပ်ကူတယောက်ပါတယ်ကွာအဲ့ကောင်အမေရိကမှာမြန်မာပြည်သူပြည်သားတွေတတောင်းလောက်ပဲနေမယ်လို့သူကထင်မိတင်တယ်နော်အမေရိကကလည်းလူတတောင်းလဲမြန်မာပြည်မှာပုပ်ပစင်ငါတောင်းလဲပုပ်ပစင်ဥပမာပြောပြတာ အမေရိကမှာကျန်နေတဲ့မြန်မာပြည်သူပြည်သားတွေအများကြီးကျန်သေးတယ်။တင်းပေါင်းများစွာရှိတယ်။အဲ့ဒီလူတွေကတော်လှန်ရေးမအောင်မချင်းထုတ်ပတ်နေဦးမှာပဲ။အမေရိကန်ကရွေးကောက်ပွဲကိုထောက်ခံနေတယ်။ဘယ်မှာတော့ဖတ်တာလဲမသိဘူး။မြန်မာ TV မှာလားမသိဘူးနော်။မဟုတ်ရင်ညွတ်မရှိတဲ့နေဝင်းကပြောတာလားမသိဘူး။မဟုတ်ရင်ဘာမသိဘူးမသိမူဟင်းကပြောတာလားမသိဘူး။အဲ့လောက်တော့အာနေကြတာ။တော်လှန်ရေးကပြီးသွားပြီတဲ့။မရတော့ဘူးတဲ့အဲ့လေ။ ဆောင်ကြည့်ဆောင်ကြည့်မကြခင်မင်းအိုလိမ့်မယ်ခန္ဓာကိုယ်ကြည့်မျက်နှာကိုယ်ကြည့်တော့အချင်းကြီးစရာကြီးပေါ့ကွာဒီလူမျိုးလူတွေရှိနေလို့ကျွန်တော်တို့တော်လှန်ရေးမှာဘီတူလူထုတချို့တော်လှန်ရေးကိုစိတ်မဝင်စားကြတော့တာတချို့တွေကမျက်နှာတွေကိုလုံးကိုကြည့်ပြီးမှသူတို့ပြောတာတွေကိုအထင်ကြီးကြတာကျွန်တော်တို့နိုင်ငံသားတွေကိုပြောတာနော်သူတို့တွေကဖိတ်ဆန်ရှိရင်ရှိမှာပညာလည်းရှိမှာမဟုတ်ဘူးတခြားနိုင်ငံမှာကြောင်းတိုင်လည်းဒီလောက်အားအတဲ့လူမျိုးတွေ စင်ကာပူမှာကျောင်းတက်တဲ့ဘာညာအင်္ဂလန်မှာကျောင်းတက်တဲ့ဘာညာပြောရမရှိမှဒီကောင်တွေအတိပညာလည်းမရှိဘူးအတွဲခေါ်လည်းမရှိဘူးစိတ်ကူးရင်တွေကိုလူအတွေကိုချက်ပြတာခွေးမျိုးတွေโอเคပါတုန်ကချင်းတော့ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးစိတ်ကြပါ I love you all God bless you all thank you for your time